လာရှိုးမျိုးလူမျိုးပေါင်းစုံပထမနေ့ချင်းခရီးဟာအတင်းတော်မီဒီယာရဲ့အွန်လိုင်းဒေသနာဟောကြားခြင်းစီစဉ်နေပြီးတော့ကျူဆိုပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်တဲ့ခရီးဟာသာသမီများကို လောကသားတွေကအာဒီလူကတော့အတင်းဥစရာဒီလူကတော့ဆရာဝန်ပဲအာဒီမြို့သမီးကတော့အကြောင်းဆရာမဖြစ်တဲ့ဟာသူကတော့ တထေးပဲသူကတော့အယူပဲအဲစသည်ဖြင့်အများကြီးအမျိုးမျိုး ခေါ်ကြတယ်ဗောနော်ဒီနေ့အဲ့လိုခေါ်နေရနေပြီးတော့ကျွန်တော်အနေနဲ့တမန်ကျမ်းစာထဲမှာကျွန်တို့တို့ကိုဘယ်လိုပြောသလဲကျွန်တို့ရဲ့ဖြစ်တည်မှုကဘာဖြစ်တယ်လဲဆိုတာကိုအနည်းငယ်စဉ်းကျင်စဉ်းစားလို့ပါတယ်ကျွန်တော်ရှင်မသိခရုရဲ့ခန်းကြီး9အခန်းငယ်73မှာ ျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့သင်တို့ဒီဤလောကဤစာဖြစ်ကြဤသင်တို့ဒီဤလောကဤစာဖြစ်ကြဤတဏှာဖြစ်ဆိုရင်ကျွန်တော်တို့ကဒီကဘာမြည်ရဲ့စာဖြစ်တယ်တဲ့အဲ့ကျွန်တော်စဉ်းစားတယ်ဘာဖြစ်လို့ဒီစာဖြစ်တယ်လို့ကျွန်တော်တို့ပြောတယ်ဘုရားသခင်ကချစ်တယ်ဘုရားသခင်ကတန်ဖိုးထားတယ်ဆိုပြီးတော့ဘာလို့စာပြောလဲစိန်တို့ရွှေတို့မပြောမနဲ့ဘာလို့စာပြောလဲကဘာဦးကြမ်းထဲမှာပြချီတဲ့ခါမှာ ဘုရားသခင်ကဖန်ဆင်းခြင်းအမှုငါးရပြည့်တဲ့ခါမှာသူလုံနေသေးတယ်လို့သူထင်တယ်အဲနောက်ဆုံးလူသားကိုဖန်ဆင်းလိုက်တဲ့ခါကျမှအာအလုံးပြည့်စုံတဲ့ကဘာကြီးအလုံးကောင်းတဲ့လောကကြီးဖြစ်သွားတော့တွေ့ရတယ်ဒီတော့နံပါတ်1အချက်အနေနဲ့ယုံကြည်သူခရိယာဓမ္မမွေးဆွေတို့ကျွန်တော်တို့တည်ထားဖို့ကကျွန်တော်တို့ကမရှိမဖြစ်တဲ့လူဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ထိုခေတ် ဒီနေ့ခေတ်မှာခရင်ဟာယုံကြည်သူကျွန်တော်တို့ဟာတကယ့်ကိုမရှိမဖြစ်တဲ့လူတွေဖြစ်တယ်အိတိန်မှာစိတ်မရှိနေမရွှေမရှိနေပါစေစားတော့မရှိလို့မရအောင်နောက်နံပါတ်1တစ်ချက်ကျွန်တော်တို့ယုံကြည်သူခရင်ဟာတောင်မှတ်သားဖို့လိုပါတယ်နံပါတ်2တစ်ချက်ကတော့ခရင်ဟာတို့ရဲ့စံတန်မိုးတနည်းအားဖြင့်ဆိုလို့ရှိရင်ခရင်ဟာရဲ့ပုံရိပ်ကိုကျွန်တော်တို့ဘယ်တော့မှ ယော့လို့မရပါဘူးဘယ်တော့မှပျောက်လို့မရပါဘူးနမန္တိတစ်ချက်ကျွန်တော်တည်ထားဖို့လိုပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဆိုတော့ရှင်မတဲ53မှာတင်းတို့ညီဤလောကရဲ့စာဖြစ်ကြ၏စာမူကအငါကင်းပြောက်လေငံတော့ရတော့အဘယ်သို့ပြရနိုင်မည်နည်းတဲ့ပြင်တို့လွှင့်ပြလိုက်၍ကြော်နေခြင်းမှာတပါအဘယ်သုံးမျက်မဝင်ဆိုတော့ထိုခိထိုခါက AD 26မှာယေရှုခရစ်တော်ပြောတဲ့စာ ဒီနေ့ကျွန်တော်တို့ဒီစားပီလေရဲနဲ့နေလှမ်းနဲ့စားပဲတည်တယ်အဲ့ဒီခေတ်ကစားခဲတော့ဝမြည်ကြီးကနေတူးတဲ့ခါမှာဟင်းနဲ့ထက်မယ်ဆိုချစ်ချစ်ထက်ပြီးတော့စားတဖြည်းဖြည်းနဲ့ဒီစားခဲရစားကုန်သွားတဲ့ခါကျရင်အပြင်လွတ်ပစ်လိုက်တယ်တုံးလို့မရတော့ဘူးအငါကင်းပြောက်တဲ့စားဖြစ်သွားတယ်အပြင်လွတ်ပစ်လိုက်ရောပဲဒီနေ့အငါပြောက်တဲ့စားဆိုတော့ကျွန်တော်ဘာကိုပြောချင်လဲယုံကြည်သူခရိယာခမန်းနဲ့ကျွန်တော်တို့ဒီနေ့ခရိယာသားသမီးရဲ့အသက်တာဆန်နှုံးဖြစ်တဲ့ကျွန်တော်ရဲ့ကောင်းမှုတဲ့အသက်တာကျွန်တော်ရဲ့ချစ်ချစ်မေတ္တာ ကျွန်တော်တို့ဒီပုံရိပ်ကကျွန်တော်လျှော့လို့မရပါဘူးစားကဖះเจ้าညမှာလဲငန်းတယ်ဖះเจ้าအပြေမှာလဲငန်းတယ်ဒီနေ့ကျွန်တော်ခရိယာတက်တာဖះเจ้าညမှာကောင်းမရမယ်အပြေလောကမှာလဲကောင်းမရမှာဖြစ်တယ်စင်ပေါ်မှာတရားဟောတယ်ကောင်းတယ်စင်အောင်အတက်တာလဲကျွန်တော်က ကောင်းမွန်အောင်မှာဖြစ်တယ်ကျွန်တော်မျက်နှာလိုက်လို့မရအောင် စားကဘယ်လိုရာသီဥတုဘယ်လိုဒေတာဘယ်လိုနေရာရောက်ရောက်မပြောင်းလဲဘူးကျွန်တော်ခရိယာတက်တာလဲဟာတထင်းလို့ မျက်နှာသာပေးပြီးတော့ကျွန်တော်ဆက်ဆံမှုမဟုတ်စေရသာမဟုတ်ကျွန်တော်ချူးနေဖို့မဟုတ်ဒီနေ့ကျွန်တော်တို့အရေးကြီးတယ်ဒါကြောင့်နမနှစ်တစ်ချက်နေနဲ့ခရစ်ယာန်တွေစာနှုန်းတန်ဖို့မပြောင်းလဲပါနဲ့မလျော့ချပါနဲ့တည်ရခိုင်မြဲဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်တော်ဝေမျှချင်ပါတယ်နံပါတ်3နဲ့နောက်ဆုံးတစ်ချက်ကိုလိုသဲဝါသစာ4 6မှာဘာပြောသလဲဆိုတော့စာအဖြစ်ငံတော့အရသာပြည့်စုံလဲတည်တယ်လျော့ပါပါစေတဲ့ ျွန်တော်ခရိယာယုံကြည်သူတယောက်ရဲ့အသက်တာဟာကျွန်တော်ရောက်ရှိတဲ့လူမျိုးဝင်ကြီးရောက်ရှိတဲ့နေရာမှာဘာဖြစ်သွားမလဲဆိုပြီးပြည့်စုံစေတဲ့လူဖြစ်ရမယ်။ဝိုင်းထဲဝင်လာနေတဲ့အဲ့ဒီဝဲက၆ကပ်ပေါ်ပြက်ပြက်ဖြစ်နေတဲ့လောကအဲ့ကဘာကြီးကကျွန်တော်တို့ဝင်လာနေတခါလဲပြီးပြည့်စုံသွားမယ်။တာယာလှပောက်ရမယ်။ဒီနေ့အရာသာစားကဟင်းတစ်ခွက်ထမအရာသာ အကောင်းဆုံးဖြစ်စေတကယ်တော့သူ့အရာသာ ဖြစ်ဖို့အတွက်စာအပြော်ဝင်ရတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့လောကကြီးထဲမှာဒီရက်ွက်လေးထဲမှာကျွန်တော်နေထိုင်တဲ့အခါမှာကျွန်တော်ရဲ့ပုံရိပ် image ခရီးရတယောက်ရဲ့ပုံရိပ်ကျွန်တော်ထင်ရှားနေရမှာခရီးရတယောက်အသက်တာကောင်းမွန်ခြင်းကတည်ကြည်ခိုင်ခတ်တည်ကြည်ခိုင်ခတ်ဖို့ယူလိုပါတယ်မိတ်ဆွေယေရှုကဒီနေ့တင်တို့ဒီလောကကြီးစားဖြစ်တယ်ဆိုတာ ီအချက်တွေကိုကျွန်တော်တို့ပြောနေခြင်းဖြစ်တယ်ဒါအချက်၃ချက်ပဲကျွန်တော်ဆွဲထုတ်ပြီးပြောခြင်းဖြစ်တယ် AD 26ပထမဆုံးတောင်ပေါ်ဒေသနာဖြစ်တယ်ကျွန်တော်တို့ဒီနေ့အစ္စရေးနိုင်ငံမြောက်ဘက်ခြားမှာသူ့ရဲ့တမန်တော်တွေသူ့နောက်လိုက်တွေကိုယေရှုခရစ်တော်ဟောကြားတဲ့တရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့လည်းပြောနေခြင်းဖြစ်တယ်ကျွန်တော်တို့ကလောကသားနဲ့ခွဲခြားလို့မရအောင်တူနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ငံရဲ့အရသာမရှိတဲ့စားဖြစ်သွားပြီကျွန်တော်တို့ကအမြင်ရမယ် အရသာပေးတဲ့လူမရှိမဖြစ်တဲ့လူစန္ဒဘူမပြောင်းလဲတဲ့လူ ဖြစ်ဖို့အတွက်လိုပါတယ်ဒီကုတ်ချုပ်အနေနဲ့ယေရှုခရစ်တော်ကကျွန်တော်လောကထဲကိုဝေပြီးတော့စားခဲ့တော့ပျော်ဝင်ပြီးတဲ့ခါမှာဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့မှဝမ်းမြောက်စရာဖြစ်စေတယ်ဆရာယူဒတာဝမ်းမြောက်စရာဖြစ်စေတယ်ဆိုတဲ့အကြောင်းပြောကြားရင်းနဲ့ဒီနေ့တင်းတို့ဒီလောကရဲ့စားဖြစ်တယ်ဆိုတဲ့အတိုင်းပဲ စာဖြစ်ကြတော့စာဖြစ်ရမယ်စာခဲ့လို့မဟုတ်စာဖြစ်တယ်ဆိုတာကိုမှတ်မိပြီးတော့တတိယပြီးအသက်ရှင်ကြပါစို့လို့ပြောကြရင်လည်းညီကိုချုပ်ပါတယ်အားလုံးပေါ်မှာဘုရားသခင်တာ၍ဖွေပြတုန်တင်ပါစေ